ကပိုင်ဝန်းလေးတွေအတွက်ပေါ့နော်ဖလက် okay ကလေးဆက်ပြီးမှာပါသူကကိုပြောချင်လေအဲသူပြောချင်တာကတော့ပထမဆုံးတစ်ခုအနေနဲ့ပေါ့နော် သူကပြောတယ် I want to be more than friend ငါတို့တငယ်ချင်းတွေထပ်ပိုးခြင်းနဲ့ပေါ့နော်ဒါတွေကတော့ gay crack တို့ situation ချစ်တို့အတွက်ဆိုရှင်သူ့ဘက်ကတငယ်ချင်းတွေထပ်ပိုးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပြီးနောက်တစ်ခုက I want to feel that way again ဆိုတော့ကိုနဲ့သူနဲ့ဖြစ်ခဲ့တယ်လို့မျိုးပေါ့နော်အရင်တုန်းကလိုခံစားချက်မျိုးတွေအရင်တုန်းကလိုပုံစံမျိုးသူ့ဘက်ကပြန်ပြီးခံစားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပြန်ပြီးအဆင်ပြေခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ပြီး I love you before you could leave me ဆိုတော့ကတော့ဟိုမင်းကတော့ထားမသွားခင်မှာငါမင်းစီရထွက်သွားလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် Okay ဒီထဲမှာဆိုလို့ရှိရင်ကိုနဲ့ ကွဲကွာနေတဲ့တွေတောင်းဝင်တရားအောင်နဲ့အဆင်မပြေဖြစ်နေတဲ့သူတွေပေါ့နော်။ကိုယ်ခရက်တောင်းဝင်ကိုယ် situation ရှင်းတဲ့အဆင်မပြေဖြစ်နေတဲ့သူတွေပါမယ်လို့ပို့ထင်တယ်ပေါ့နော်။အဲ့ဒီအချိန်မှာသူ့ဘက်ကနေပြီးတော့ကိုယ်ကိုမချစ်လို့မဟုတ်ဘူးကိုနဲ့လှုပ်ရှင်းမဆက်ချင်လို့မဟုတ်ဘူးဒါပေမဲ့သူ့ဘက်မှာပေါ့နော်အဲ့လိုဒီသူ့ရဲ့ခံစားချက်တချို့ရှိနေလို့ပြီးရင်ကိုယ့်ဘက်ကသူ့ကိုလို့သဘောမကျဘူးလို့ထင်တာမျိုးပေါ့နော်။တခုခုမျိုးရှိနေတာမျိုးပေါ့နော်။အဲ့ကြောင့်မလို့သူ့ဘက်ကနေပြီးတော့ကိုယ်အဆက်အသွယ်ဖြတ်သွားတာမျိုးဒီအချိန်ဒီမှာသူလက်ရှိခံစားနေရတဲ့ဒါကကိုယ်ပြောချင်တဲ့အရာတွေခံစားချက်တွေပေါ့နော်။ဒါကတော့ by one လေးတော့ပါ ကိုကတော့ပိုင်တူးလေးတွေအတွက်ပေါ့နော်တစ်ဖက်သူကကိုကိုမပြောချင်နေလဲဆိုတဲ့ဟာလေးပေါ့နော် ော်ဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ byte 1နဲ့ကက်တခုလည်းပြန်ကြရတယ်ပေါ့နော်ဒီမှာ I'm afraid to contact you ပေါ့ငါက main ကိုဆက်သွယ်ဖို့အတွက်သူကြောက်နေရယ်ဆိုပုံစံမျိုးပေါ့နော်အဲ့တော့သူကကိုယ့်ကိုဆက်သွယ်ခြင်းနဲ့ဒါပေမဲ့လက်တလုံးမှာသူ့ဘက်ကကိုယ့်ကိုဆက်သွယ်ဖို့အတွက်သူကြောက်နေရယ်တခုခုကိုသူကြောက်နေရယ်ဆိုပုံစံမျိုးပေါ့နော်ပြီးလို့ရှိရင်ကိုစီကအရာတော်တော်များများကသူ့စီမှာဖြစ်ဖြစ်နေတဲ့အရာတော်တော်များပေါ့နော် ကိုသတိရစေတယ်သူ့သူ့အနေနဲ့ပေါ့နော်ကိုသတိရတယ်တခုခုလေးကြုံလာရင်ကိုသတိရမျိုးလေးဖြစ်တယ်ပြီးရင်သူ့ဘက်ကနေပြီးသူဘလို့ခံစားရလဲဆိုတော့ကိုပြောရှင်နေဆိုရင်ပုံစံမျိုးလေးတွေ့ရပေါ့နော်ဒါပေမဲ့သူမပြောနိုင်ဖြစ်နေရမျိုးပေါ့နော်ဒါကလည်းပေါ့နော်ဒီကလည်းကိုနဲ့အဲ့လို separation နည်းနည်းဖြစ်နေရမျိုးဒါမှမဟုတ်ကိုနဲ့အဆင်မပြေဖြစ်နေတယ်လို့ကိုရဲ့ပေါ့နော်ဒီ situation ရှိလို့မျိုးအဲကိုရဲ့ကိုနဲ့အမြဲတမ်းပြောနေကြသူတရားအောင်နဲ့ပေါ့နော်အဲ့လိုမပြောတော့တဲ့အချိန်တွေမျိုးမှာဖြစ်နေနိုင်ကြပုံများတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကတော့ကိုကိုဒီလိုမျိုးအဲသူပြောရှင်မယ်မပြောရဲတဲ့အနေအထားမျိုးဖြစ်နေရမျိုးသူစက ားစပြောခြင်းနဲ့ဆိုလို့ရှိရင်လည်းစကားစပြောဖို့ခက်ခဲနေရမျိုးလေးဖြစ်တတ်တယ်ပေါ့ဒါမျိုးသူကကိုယ်တရိယာနေရဆိုပုံစံမျိုးလေးပြောခြင်းနဲ့ဒါတော့ပိုင်းတူးလေးအတွက်ပါခုကတော့ပိုင်းသွေးလေးတွေအတွက်တစ်ခတ်သူကပေါ့နော်ကိုယ်ကိုလက်ရှိပြောခြင်းနေရအရာလေးတွေပါလေးတွေပေါ့အာဒီမှာဆိုရင်အာဒီမှာဆိုရှင် the timing jet wasn't right for apple เนาะဒီအချိန်ကားတွေကိုနဲ့ သူတို့နှစ်ယောက်ကြားမှာတကယ်တော့အချိန်မတိုင်းမီမကိုက်ခဲ့တာပေါ့နော်သူ့ဘက်ကနေပြီးတကယ်တော့ right person round တိုင်းလိုမျိုးပေါ့နော်အချိန်နေအချိန်ခါရီအဆင်မပြေခဲ့တာဆိုတဲ့ပုံစံမျိုးပြောချင်တယ်ပြီးတော့သူကဒါသူ့အမားဖြစ်တာကိုကိုကသူကကိုအမားဆိုရင်အပြစ်တင်ခဲ့မိရေပေါ့နော်တကယ်တော့ဒါကသူ့ရဲ့အမားပါဒါပေမဲ့သူ့ဘက်ကတော့ကိုကိုအပြစ်တင်ခဲ့မိတာမျိုးကိုကိုတခုခုပြောဆိုခဲ့မိတာမျိုးရှိခဲ့နိုင်တယ်ပေါ့နော်ပြီးတော့ မဆိုလို့ရှိရင် i know i mess up everything ပေါ့သူဘက်ကတိတယ်တကယ်တော့တကုံလုံးကိုသူလှုပ်ခဲ့တာသူရှုပ်ခဲ့တာပေါ့ရှုပ်ခဲ့တာဆိုတာသူဘက်ကနေပြီးဒီဒီဆက်ဆံရေးဒီလိုမျိုးဖြစ်သွားအောင်သူဘက်ကလှုပ်ခဲ့မိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့တယ်အဲ့တော့ဟိုသူဘက်ကတော့ကိုယ့်ကိုလက်တလုံးမှာလို့ပေါ့နော်ဒီနောင်တရနေရဲ့ပုံစံမျိုးပြီးလို့ရှိရင် သူအားလုံးကိုသိတယ်ပေါ့တကယ်တော့သူ့အကြောင်းဖြစ်ခဲ့တာတွေဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့ x condition မျိုးတွေဒါမှမဟုတ်ရှင်ပေါ့နော်တယောက်ယောက်ဘယ်လိုကိုတဲ့အဆင်မပြေဖြစ်နေရတာတွေပေါ့နော်ဒီ pi 1 pi 2 pi 3အခုလောကအဲ့လိုမျိုးလေးဒီအနေထားမှာတွေ့နေရပေါ့နော်အဲ့တော့ အကုန်လုံးနည်းနည်းလေးဟိုစိတ်အဆင်ပြေဖြစ်နေကြတာမျိုးလားဘောနော်ဒါမှမဟုတ်ရှင်ဒီဟိုတရားရောက်နေအလိုတစ်ခုခုဒီပြဿနာရှိနေတာမျိုးစကားမပြောရတဲ့အချိန်တွေမျိုးလေးဖြစ်နိုင်နေဘောနော်အခုဒီမှာဆိုလို့ရှိရင်တော့ H condition မျိုးလေးရောပုံမြင်နေဘောနော် condition letter လောမှာအလိုအဆက်အသွယ်ပြတ်နေတဲ့သူ no contact person တွေပါဖြစ်နိုင်ခြင်းရှိတယ်ဒါတော့သူကတော့အတလုံးမှာသူပြောချင်တဲ့နေရာတွေကဘောနောသူအမားတွေဖြစ်ခဲ့တယ်ပြင်သူကရာအလုံးဒီလိုချိန်နေဖြစ်တော့သူလောက်ခဲ့မိရဲ့ဆွဲပုံစံမျိုးနဲ့နောက်တားရနေရမျိုးလေးလည်းတွေ့ရပေါ့နော်ဒါကတော့ point 3လေးအတွက်ပါ